就瑞祖。Go to အစည်းအရုပ်ကို1980တိကတည်းကတော့စာဖွက်လာခဲ့တာပေါ်တာပဲအချိန်တော့အမျိုးသမီးသမီးကလို့ခေါ်တယ်အဒီအမျိုးသမီးအခွင့်အရေးရရှိဖို့အတက်ပါပဲနောက်ပြီးအကျန်းဖက်ကလည်းအမျိုးသမီးဘာဖြစ်လဲဆိုလို့ရှိစီအရေးဘေးတာကြောင့်ထွက်ပြေးနေရတဲ့တဲ့အမျိုးသမီးတွေကလေးတွေကအကျန်းဖက်အမေမျိုးခရရနေရတော့အဲ့ဒါတန်တူခွေရရှိဖို့အတွက်နောက်ပြီးတော့ သူတို့လည်းကိုယ်ခွေရေကိုလည်းကိုသူတို့နားလေဖို့အတွက်အဲ့ဒါတကယ်နည်းအမျိုးသမီးအစည်းရုပ်ကိုတီထောက်ခဲ့ပေးမယ်လေနောက်ပါကြတော့ဟိုနည်းနည်းရနာခဲ့ရတော့ပေါ့ဟိုသူကပြေးပြေးရတဲ့အတွက်ကြောင့်ဟို1993ခုနှစ်မတ်လ10ရက်နေ့မှာအတိတ်ကပြန်ဖွဲ့တယ်အဲ့ဒီအချိန်ကျတော့ဂရဏီအမျိုးသမီးအစည်းရုပ်လို့နာမည်ခေါ်လိုက်တော့ပေါ့ကျမတို့ဒီ အာ KNW ဟာဆိုလို့ရှိရင်ကျမတို့အဓိကဆောင်ရွက်တဲ့ program ၅ခုရှိတယ်ပေါ့နော်ဆိုတော့ပထမတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီအမျိုးသမီးနဲ့ကလေးကကွယ်ဆောက်ရှောက်မှုအပိုင်းရှိတယ်ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်အမျိုးသမီးစွန့်ရည်မြင့်တည်ရေး program ရှိတယ်တတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ကလေးကြီးထွားဖွံ့ဖြိုးရေး program ရှိတယ်စတုထတစ်ခုအနေနဲ့ဆိုလို့ရှိရင်အမျိုးသမီးနဲ့အသေးမွေးဝါးကြောင်းရှိတယ်နောက်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါကျမတို့တတိမတ်တန်တည်ခြင်းနဲ့အချက်အလက်စုဆောင်းချစ်ပဲဖြစ်ပါ ါတယ်ဆိုတော့2023အာဂျပန်စီတာကနေအနာသိန်းဖို့ကြိုးစားရနောက်ဆက်သွဲကနေဖြစ်ပေါ်လာတဲ့ကျမတို့အထူးတစ်ဖြစ်လူထုတွေကစီးပိရှောင်ဘဝကနေရောက်ရှိကြတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးရောက်ရှိတဲ့နေရာမှာအထူးတစ်ဖြစ်အမျိုးသမီးတွေကိုယ်တည်တွေကလေးငယ်တွေတက်ကြွယအိုတွေကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေများစွာလိုအပ်တယ်ဆိုတော့ကျမတို့ဂရင်းအမျိုးသမီးအစည်းအဝေးဆိုလို့ရှိရင်လည်း ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကျမတို့ဆက်ပြီးတော့မှသူချဲလှုပ်ဆောင်တာမျိုးတွေရှိပါတယ်2023ဇန်နဝါရီလလောက်မှာပေါ့နော်ဒီ KSCC ရဲ့အတွေ့အကြုံအနေနဲ့တာဝန်ယူဖြစ်ပါတယ်ပေါ့နော်ဆိုတော့အတိအကတော့ကျမ KSCC မှာ ကိုစားပြုရတဲ့အစုဖွဲ့ရှိတယ်ပေါ့နော်ဒီကိုကိုစားပြုတာတော့ကျွန်မမိခင်ဖွဲ့စည်းဖြစ်တဲ့ KNWO Greenie အမျိုးသမီးစီယုံနဲ့တူပေါ့နော်ဒီ Greenie ထဲကတခြားအမျိုးသမီးအစုဖွဲ့တွေနဲ့ပေါင်းစည်းထားတဲ့အမျိုးသမီးအင်အားစုကိုစားပြုပြီးတော့ KSCC မှာအာလာပြီးတော့ဟိုပါဝင်ချင်းဖြစ်တယ်ပေါ့နော် အာလက်ရှိဒီ KSCC ရဲ့အထွေထွေ တွင်းမှုအနေနဲ့တာဝန်ယူရတဲ့အကြောင်းရင်းကတော့ဘလို့ပဲဖြစ်ဖြစ်ကျမတို့ဒီမိခင်ဖွဲ့စည်းဖြစ်တဲ့ KNW ကလည်းအမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်ဖို့ကိုတောက်လျှောက်တိုက်တွန်းနေတာရှိတယ်ပေါ့နော်အာကိုယ်တိုင်ကလည်းဒီနိုင်ငံရေး platform စုဖွဲ့မှုတွေမှာတထဲဝဝင်ပါလာခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမျိုးသမီးပါဝင်ရေးကိုဆက်လက်ပြီးတော့တိုက်တွန်းသွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော် KSCC မှာပါဝင် ဖြစ်တာဖြစ်ပါတယ်ပေါ့နော် အာဒီ KSCC မှာပါဝင်ရချင်းကြောင့်ပေါ့เนาะကျွန်တော်တို့ဒီဒီတောက်လျှောက်ပေါ့เนาะဒီအမျိုးသမီးပါဝင်ရေးကိုတဆိုင်မမတ်တိုက်တော်နိုင်ခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့အခြေခံမူထဲမှာဆိုရင်အမျိုးသမီးတွေပါဝင်ရေးအတွက်ထည့်စင်စားရမယ့်ကိုတာစနစ်ပေါ့เนาะအနည်းဆုံးအမျိုးသမီး30ရာခိုင်နှုန်းကိုဒီအုပ်ချုပ်ရေးဒီနိုင်ငံရေးဒီကန္တအသီးသီးတွေမှာထည့်သွင်းစင်စားဖို့ဆိုတဲ့မူကိုကျွန်တော်တို့တက်တိုက်တွန်းတွန်း အကောင့်ထဲပေါ်နိုင်အောင်လို့ပေါ့နော်ကြိုးပမ်းနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ကိုယ်တိုင်ကပါဝင်ခြင်းအဖြစ်ပေါ့နော်အမျိုးသမီးဒီပို့ပြီးတော့နိုင်ငံရေးမှာပါဝင်ဖို့ကိုတိုက်တွန်းနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါနဲ့တာဖြတ်တန်းခဲ့ရတဲ့စိန်ခေါ်မှုတွေအများကြီးပဲအဲဖို့ဝါရကြီးစိုးမှုတွေကလည်းပဲဒီကရင်ီပြည်နယ်ထဲမှာဆိုရင်နေရာအနှံ့မှာရှိတယ်ပေါ့နော်ပတ်ဝန်းကျင်အလုံးကဒီဖို့ဝါရကြီးစိုးတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းထဲမှာပဲ KNWO ကလှုပ်ရှားလာရတယ်ပေါ့နော် အဓိကအားဖြင့်ဒီအမျိုးသမီးတွေပေါ်အကြမ်းဖက်မှုဆိုတာအရေးမကြီးဘူးဒီကာလမှာတိုက်ပွဲပေါ်နေတာကပိုအရေးကြီးတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ဒီလိုစိန်ခေါ်မှုတွေလည်းကြုံလာရတယ်ပေါ့နော်။နောက်တစ်ခုဝန်ထမ်းတွေရဲ့စိန်ခေါ်မှုအနေနဲ့လမ်းမဆက်တွေရေးတွေခက်ခဲတယ်။တိုက်ပွဲတွေကြားထဲမှာမြေမြုပ်မိုင်းတွေကြားထဲမှာလှုပ်ရှားသွားလာခဲ့ကြရရတယ်ပေါ့နော်။ဆိုတော့အမအနေရဲ့အရန်ကြီးတယ်။မြေမြုပ်မိုင်းမရှိခဲ့ရင်တောင်မှပဲရိုးရိုးလမ်းတွေကမကောင်းတဲ့အတွက်ပေါ့နော်။ ဝန်ထမ်းတွေကအသက်အန္တရာယ်ကြားတွေကနေတည်ယူပို့ဆောင်ရေးတွေထောက်ပူတွေလုပ်နေရတာတွေရှိတယ်ပေါ့နော်ဒါကိုအဖွဲ့အစည်းကနေပြီးတော့လည်းပဲအမခန့်ချက်အနေနဲ့ပေါ့နော်တိတိကျကျမပေးနိုင်ဘူးတုံ့ပြန်မှုအပိုင်းမှာဆိုရင် Women Safe House တွေထားရှိတယ်ဒီ Safe House မှာလာရောက်ပြီးတော့ခုလုံနေတဲ့အမျိုးသမီးတွေကိုစိတ်ပိုင်းဆိုင်ရာနှစ်သိပ်အားပေးမှုတွေပေးတယ်သူတို့ရဲ့တရားမျှတမှုအတွက်ကိုတရားရေးတွေမှာကူညီပေးတာတွေရှိတယ်ကျမကြီးအရာကိုလွှဲပြောင်းမှုတွေလုပ်ပေးတာကူတာပေးတာတွေရှိတယ်ပေါ့သူတို့ပြန်ပြီးတော့ ြန်လဲထူထောင်မှုအတွက်တွေလဲသူတို့တွေကိုဒီ livelihood လို့ program နေနဲ့ join မေးတာပေါ့နော်ချိတ်ဆက်ပေးတာတွေလဲလောက်ပါတယ်ဒီတော့ကကျွန်တော်တို့ဒီမြို့သမီးတွေတရားမပေးခင်မှာဆိုလို့ရှိရင်အချာအတွေ့အချဖက်မှုဥပမာဟိုလင်မယားပြဿနာဒီများတော့အဖြစ်အရင်တော့ဆိုတော်တော်လေး case တွေများတာပေါ့နော်ကျွန်တော်တို့တနေ့မှာဆိုအနည်းဆုံး၄-၅ case လောက်ရှိမှာပေါ့နော်အော်ဒီနောက်ပိုင်းမှာ အမျိုးသမီးတွေတင်နာပေးတဲ့ချိန်အခုချိန်ထိတော့အင်းတွေအခြားဖက်မှုတော့တော်တော်လေးဒီဒီအရာနဲ့ပတ်သက်ပြီးတော့တော်တော်လေး ဟိုမရှိတော့တာတွေ့ရတာဗောနော်ဖွဲ့စည်းတွေကိုရေရှည်တည်တိုက်ခံမြေဖို့အတွက်လူအားတဲ့ဆွေရည်မြေတေးရေဝထဆွေရည်မြေတေးရေတွေရဘုံငွေကူညီပေးနေတဲ့အာဒုနတ်တဖွဲ့ချစ်စီကိုကျေးဇူးတင်ကြောင်းပြောကြားလို့တလို့ကျမတို့ရဲ့အာအားစုဖြစ်တဲ့မြို့သမီးဖွဲ့စည်းပဲဖြစ်ဖြစ်ကျမတို့ပြည်နယ်မှာရှိနေတဲ့ CSO တွေပဲဖြစ်ဖြစ်ကျမတို့ဒီအမျိုးသမီးတွေအရေးလှောက်ဆောင်ရတဲ့အခါမှာဆိုလို့ရှိရင်တစုတဖွဲ့ထက်နဲ့လုံးလုံးမရဘူးပေါ့နော်ဆိုတော့ကျမတို့ရဲ့မဟာမိတ်အဖွဲ့စည်းတွေကျမတို့ရဲ့အမျိုးသမီးစုဖွဲ့တွေကအင်အားပေါင်းပြီးတော့ မဘုံရက်တီချဲနဲ့တွားရတဲ့ခါမှာကျမတို့လူချင်းနဲ့ Federal Democracy တွေကျမတတူညီမျှမှုရရှိဖို့အတွက်ပို့ပြီးတော့မှတူအားရောက်နိုင်မှာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျမယုံကြည်နေပါတော့ဆိုတော့ဆက်ပြီးတော့မှလည်းအခုကလည်းကျမတို့နဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ဆက်ပြီးတော့မှပို့ပြီးတော့မှချိတ်ဆက်ဆောင်ရွက်မှုတွေအပြန်အလှန်ဖိမမှုတွေအတိမပြမှုတွေဆက်တည်ဆောက်သွားရင်းနဲ့ KNW နဲ့တူချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက်လည်းဒီမှာပဲနေကုတ်ချုပ်ရင်းနဲ့ကျေးဇူးတင်ပါတယ်လို့